ဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးတင်ဦးရောဗိုလ်ချုပ်ကြီးခင်ညွန်းကပါဗိုလ်ချုပ်မှုကြီးတန်းချီကိုပြောပါတယ်ဒီတက်မတော်ရဲ့ဥဆောင်မှုအခမ်းအနားကိုဗမာနိုင်ငံရေးမှာထည့်သွင်းဖို့ဆိုလို့ချင်းရင်မြန်မာပြည်မှာအရက်သားနိုင်ငံရေးဆိုတာရှိတော့မှာမဟုတ်ဘူးဆိုပြီးပြန်ပြီးတော့ပြောခဲ့တာတွေရှိပါတယ်ဗိုလ်ချုပ်မှုကြီးတန်းချီကဘာပြောခဲ့တယ်လဲဆိုတော့အရက်သားနိုင်ငံရေးဗမာပြည်မှာပျောက်သွားတော့မကောင်းဘူးလားကွာလို့ပြောကြားထွက်ဆိုခဲ့ပါတယ်အရက်သားနိုင်ငံရေးကိုအသေးသက်ဖို့ဗိုလ်ခင်ညွန့်ကိုယ်တိုင်ဘာတွေလုပ်ခဲ့တယ်လဲ ကျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန္တရာယ်နဲ့စစ်ခွေးအန္တရာယ်မှာကင်းဝေးကြပါစေခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါကတော့စာရေးသူထွန်းစော်ထေရေးသားတဲ့ဗိုလ်မှူးအောင်လင်းထွတ်အမှန်ပြောခဲ့သလားဆိုတဲ့စာအုပ်ထဲကမှအရက်သားနိုင်ငံရေးကိုအသေးသက်ရန်ကြံစီကြပုံဆိုတဲ့စောင်းပါကိုဖတ်ပြပေးမှာဖြစ်ပါတယ်အရက်သားနိုင်ငံရေးကိုအသေးသက်ရန်ကြံစီကြပုံနှစ်ဒီလိုနဲ့ပထမပိုင်းမှာ NLD အမြင့်ပြည့်ရှေမုံရေးပြုလုပ်ပြီးတဲ့နောက်ပိုင်းအရက်သားနိုင်ငံရေးကိုအသေးသက်ကြဖို့စစ်အုပ်စုဟာတဆင့်တက်ပြီးကြံစီကြပြန်ပါတယ် အဲ့ဒီအစီအစဉ်ကတော့ဗိုလ်သားချုပ်အာဏာသိမ်းပြီးတဲ့နောက်စတင်ခဲ့တဲ့အကြံစီပါအရက်သားနိုင်ငံရေးကိုအမြင့်ဖြုတ်ပြရမယ်လို့ဗိုလ်သားချုပ်ကဆုံးဖြတ်ချက်ချထားခဲ့ပါတယ်ဒါဟာမဆလာဩဂရာကြီးဘိုနေဝင်းရဲ့အစဉ်အလာတစ်ခုပါပဲအဲ့ဒီလိုအရက်သားနိုင်ငံရေးကိုရှေ့မုံဖို့အတွက်အမျိုးသားညီလာခံဆိုတာကို၄သန်းတောင်မဟာမီကလေးကကြိုတင်ကြံစီခဲ့ပုံကိုဗိုလ်မှုအောင်လင်းထုတ်ကအမျိုးသားညီလာခံကို1993မှာလုပ်ပြီးမဲ့ဆိုပြီးတော့ကြေညာခဲ့ပါတယ်အဲ့ဒီကြေညာချက်မတိုင်ခင်မှာကျွန်တော်တို့ဥတီရမယ်ဥတီချက်ဆိုပြီးတော့မှ ကျွန်တော်တို့စဉ်းစားကြတယ်အဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးမောင်အေးမရောက်သေးဘူးခမဗိုလ်ချုပ်မွေးကြီးတန်းရွှေဗိုလ်ချုပ်ကြီးတင်ဦးနဲ့ဘိုခင်ညော့၃ယောက်ပေါ့ဗျာအဲ့ဒါကဘာလဲဆိုတော့တက်မတော်ရဲ့ဥဆောင်မှုအခန်းကဏ္ဍကိုဗမာနိုင်ငံရေးမှာထည့်သွင်းဖို့ဆိုတဲ့ကဏ္ဍပဲဖြစ်ပါတယ်လို့ထပ်ဆိုခဲ့ပါတယ်အဲ့ဒီလိုတက်မတော်ရဲ့ဥဆောင်မှုကဏ္ဍကိုမြန်မာနိုင်ငံရေးမှာထည့်သွင်းခြင်းဟာဗိုလ်တန်းရွှေရဲ့တင်ကူးစံစားချက်ပါဘာလို့ဒီလိုထည့်သွင်းရတယ်လဲဆိုတာကိုတော့ပုံမှုအောင်လင်းထုတ်ကအဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးတင်ဦးရောဗိုလ်ချုပ်ကြီးခင်ညွန့်ကပါဗိုလ်ချုပ်မွေးကြီးတန်းရွှေကိုပြောပါတယ် ဒီတက်မတော်ရဲ့ဥဆောင်မှုအခမ်းကဏ္ဍကိုဗမာနိုင်ငံရေးမှာထည့်သွင်းဖို့ဆိုလို့ချင်းရင်မြန်မာပြည်မှာအရက်သားနိုင်ငံရေးဆိုတာရှိတော့မှာမဟုတ်ဘူးဆိုပြီးပြန်ပြီးတော့ပြောခဲ့တာတွေရှိပါတယ်။ဗိုလ်ချုပ်မူကြီးတန်းချွေကဗာပြောခဲ့တယ်လဲဆိုတော့အရက်သားနိုင်ငံရေးဗမာပြည်မှာပျောက်သွားတော့မကောင်းဘူးလားကွာလို့ပြောကြားထွက်ဆိုခဲ့ပါတယ်။ဒါကိုကြည့်လိုက်တာနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်လျှောက်စလုံးဟာအရက်သားနိုင်ငံရေးအလုံးစုံရှုံ့ငိမ့်ဖို့အတွက်ထည့်ထားတာကလွဲပြီးတခြားဘာအကြောင်းတရားမှမရှိဘူးဆိုတာသိတာနိုင်ပါတယ်။အောင်လင်းထွေးရဲ့အဲ့ဒီထွက်ဆိုချက်တွေအရာ ဗိုလ်ချုပ်မူကြီးတန်းချွေဟာအဓိကတရက်ခံပါပဲဗိုလ်ခင်ညွန့်နဲ့ဗိုလ်တင်ဦးတို့နှစ်ဦးပါဝင်ပတ်သက်ခြင်းရှိမရှိကိုတော့စက်ကြည့်ကြည့်အောင်ပါဗိုလ်မှုအောင်လင်းထုတ်ကတော့သူ့ဆရာကဒီလိုဆိုရင်အရသားနိုင်ငံရေးတည်သွားလိမ့်မယ်အရသားနိုင်ငံရေးဆိုတာရှိတော့မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ကြောင်ထွက်ဆိုသွားပါတယ်ဒါပေမဲ့အရသားနိုင်ငံရေးကိုအသေးသက်ဖို့ဗိုလ်ခင်ညွန့်ကိုယ်တိုင်ဘာတွေလုပ်ခဲ့တယ်လဲစစ်တပ်ကဘာတွေညစ်ပတ်ခဲ့တယ်လဲဆိုတာပြန်လေ့လာကြည့်အောင်ပါနဝဒအစိုးရတက်ပြီးထုတ်ပြန်ခဲ့တဲ့၁၄မြင်းဆောင်89ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၃ပုံမှ၃မှာ ရွေးချယ်ခံရသောလွတ်တော်ကိုယ်စားလှယ်များဖြင့်ပြည်သူလွတ်တော်ဖွဲ့စည်းရမည်ထို့ရွေးကောက်ပွဲများသည်အမျိုးသားဥပဒေပြုလွတ်တော်ကိုဖွဲ့စည်းပေးစေနိုင်မည်လို့ထုတ်ပြန်ခဲ့ပါသည်အဲ့ဒီထုတ်ပြန်ချက်တွေနဲ့ပဲ NLD ဟာ1990ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြန်ခဲ့ပြီးအဲ့ဒီရွေးကောက်ပွဲမှာ NLD ကအမတ်ဦးရေ465နေရာအနက်392နေရာအနိုင်ရခဲ့ပါတယ်ဒုတိယအမတ်ဦးရေအများဆုံးကရှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါရွေးကောက်ပွဲမှာ NLD လက်အနိုင်ရရော၁၄မြင်းဆောင်၁၉မှာပါတဲ့ အရွေးချယ်ခံရသောလွတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်သူလွတ်တော်အဖွဲ့ဖွဲ့စည်းရမည်ဆိုတဲ့အချက်ကိုလှိမ့်လျူရှုခဲ့ပါတယ်။ဒါအပြင်ဆက်လေးမြင်းဆောင်၈ကိုကိုစန့်ကျင်ပြီးတင်းမြင်းဆောင်90ကိုထုတ်ပြန်လိုက်ပါတော့တယ်။တင်းမြင်းဆောင်90မှာအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ခဲ့ကြသောပါတီအများစု၏ဆန္ဒမှာဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဖြစ်သည်။ထို့ကြောင့်လက်ရှိအခြေအနေ၌ပြည်သူကရွေးချယ်ထားသောကိုယ်စားလှယ်များသည်အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန်တာဝန်ရှိသူများဖြစ်သည်လို့ပါရှိပါတယ်။ ဆလင်းမြင့်ဆောင်ရှိကိုရဲ့ပြည်သူ့လွတ်တော်ဖွဲ့စည်းရေးကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီးအခြေခံဥပဒေသေးရေးဆွဲရန်တာဝန်ရှိသူများဖြစ်သည်လို့တိုင်းပြည်ပြည်ပြည်ရွေးကောက်ပွဲအဆင့်ကိုနှိမ်ချလိုက်ပြန်ပါတယ်။အနိုင်ရပါတီ NLD ရဲ့အနေထားဟာပြည်သူ့လွတ်တော်လဲဖွဲ့စည်းခွင့်မရ။အာဏာလဲအနှံ့ခြင်းမရှိ။တကယ်တမ်းအခြေခံဥပဒေရေးဆွဲဖို့တာဝန်ရှိသူဆိုပေမဲ့သူတို့မှာဘာလို့ပိုင်ခွင့်မှမရှိ။စစ်အစိုးရဟာဂရီကွေကိုဖျက်သိမ်းဖို့အတွက်ရွေးကောက်ခံကိုယ်စားလှယ်များကိုအမျိုးမျိုးအကြောင်းချပြီးဖမ်းဆီးခြင်း၊ထိန်းသိမ်းခြင်း၊နောက်ယောင်ခံလိုက်ခြင်း စစ်ဆေးမေးမြန်းရန်စတဲ့အနောက်ရှက်အမျိုးမျိုးပေးခဲ့ကြပါတယ်။နှစ်နှစ်လောက်ကြာပြီးမှဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့အတွက်အမျိုးသားညီလာခံကျဲပါမယ်ဆိုပြီးဧပြီလ24 1990နှစ်မှာကြေညာခဲ့ပါတယ်။ဘယ်နှစ်ဘယ်ရက်ဘယ်အချိန်မှာဘသူကဦးဆောင်ကျဲပါမယ်ဆိုတာတော့ကြေညာချက်မှာပါမလာခဲ့ပါဘူး။1992မေလတည်းရောက်တဲ့အခါမှာတော့အဲ့ဒီအချိန်ကရန်ကုန်တိုင်းတိုင်းမူဗိုလ်ချုပ်ကြီးမျိုးညွန့်ကိုညီလာခံကျဲပါရေးကော်မတီဥက္ကဋ္ဌအဖြစ်ထားပြီးညီလာခံကျဲပါရေးကော်မတီကိုဖွဲ့စည်းလိုက်ပါတော့တယ်။ တင်းမြင့်ဆုံး90အရာအခြေခံဥပဒေအသစ်ရေးဆွဲရန်တာဝန်ရှိသူများဖြစ်သည့်ဆိုတဲ့အချက်လဲကြောင်းတိုးခံလိုက်ရပါတော့တယ်ဒီလိုနဲ့1992ဇူလိုင်10ရက်နေ့မှာတော့အမျိုးသားညီလာခံ90လဲ900ဦးရဲ့အမည်စရင်းကိုထောက်ပြန်ကြေညာပြန်ပါတယ်အဲ့ဒီမှာလဲ1990ရွေးကောက်ပွဲအနိုင်ရ90လဲ99ဦးသာပါဝင်ပါတယ်ရာဂိုင်နှုန်းအားဖြင့်15ရာဂိုင်နှုန်းသာရှိပါတယ်ညီလာခံ90လဲအများဟာစစ်အစိုးရကရွေးချယ်တဲ့မျိုးနယ်အဆင့်အရာရှိဆိုးတွေသာဖြစ်နေခဲ့ပါတယ်တကယ်ဆိုရင် ်အရီရွေးကောက်ခံကိုယ်စားလှယ်များကသာဥဆောင်ကျင်းပရမှာပဲဖြစ်ပါတယ်။စစ်အစိုးရကထုတ်ပြန်တဲ့တင်မြင့်ဆောင်90မှာဒီအတိုင်းဆိုထားပါတယ်။စစ်အစိုးရဟာအန်ရီရဲ့နေရာကိုလွတ်ယူခဲ့ရုံသာမက1990နှစ်အောက်တိုဘာ2ရက်နေ့မှာတော့73မြင်းဆောင်90ကိုကျင်းညာပြီးဥဒီချက်6ချက်ကိုကျင်းညာခဲ့ပြန်ပါတယ်။အဲ့ဒီဥဒီချက်6ချက်ဟာအခုဖွဲ့စည်းပုံအခြေခံဥပဒေပါအခြေခံမူများကမှစလုံးအထိအချက်တွေပါပဲ။ဒီအချက်တွေဟာဗိုလ်သားရွှေဗိုလ်တင်ဦးအတွင်းရေးမှူးနှစ်နဲ့ဗိုလ်ခင်ညွန့်တို့ရဲ့ အရေးသားနိုင်ငံရဲ့အလုံးစုံခြုံငိမ့်ဖို့အတွက်တင်ကူးကြံစီထားတဲ့မဟာဗျူဟာမြောက်အချက်တွေပါပဲအဲ့ဒီအချက်၆ချက်ကိုဖွဲ့စည်းပုံမှာပါဝင်နိုင်ရေးအတွက်ဘလို့မယိုးမသားလောက်ခဲ့တယ်ဆိုတာကြည့်ကြရအောင်ပါအမျိုးသားညီလာခံကိုဘလို့စတင်ခဲ့တယ်လဲ1993ဇန်နဝါရီ9ရက်နေ့မှာဥတီကျ၆ချက်ကိုဆုံးဖြတ်ပြီးဖြစ်တယ်လို့ကြေညာပြီးမှအမျိုးသားညီလာခံကိုစတင်ကျင်းပခဲ့တာပါညီလာခံကမဆုံးဖြတ်ရသေးဘဲနဲ့ဘသူဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ပြီးဖြစ်တယ်လို့ပြောပါတယ်လေဒါဟာညီလာခံကိုယ်စားလှယ်တွေကိုစော်ကားလိုက်တာပါပဲ ညီလာခံစရာနဲ့တပြိုင်တည်းစေအစိုးရရဲ့လက်ကင်တုံညီလာခံကိုယ်စားလှယ်တွေနဲ့လူမျိုးစုကိုယ်စားလှယ်တွေအပါအဝင်အတိုက်ခံအုပ်စုများနဲ့သဘောကွဲလည်မှုဖြစ်လို့နှစ်ရက်ပဲကျင်းပပြီးညီလာခံကိုရွှေ့ဆိုင်းလိုက်ရပါတယ်။ဧပြီလတည်းမှာပြန်စတော့လဲဘ ਹੁ ရှုပ်ကိုင်တဲ့နိုင်ငံရေးစနစ်ကိုလူမျိုးစုကိုယ်စားလှယ်တွေကလက်မခံလို့အကြီးကျယ်အငင်းကုန်ဖြစ်ပြီးညီလာခံကိုဒုတိယအကြိမ်ရန်နာလိုက်ရပြန်ပါရောလား။1993ဇွန်လတည်းမှာညီလာခံကိုပြန်စတော့စလင်စခြင်းပါပဲဗိုလ်ချုပ်ကြီးမျိုးညွန့်ကအမျိုးသားနိုင်ငံရေး၌ တက်မတော်ကဥဆောင်မှုကဏ္ဍရရှိကြောင်းဖွဲ့စည်းပုံကအာမခံရမည်လို့ကြေညာပြီးအမျိုးသားညီလာခံကိုကျင်းပခဲ့ပြန်ပါတယ်။အခုဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်၆ဆလုံးဟာဘသူမှလက်မခံဘဲစစ်အစိုးရကဇုတ်ဝင်ပြီးပြဋ္ဌာန်းခဲ့ပါတယ်။အာဓမ္မထည့်သွင်းခဲ့ပါတယ်။စကားအသွာလာရရှင်းလျှောက်တဲ့အဆင့်ထိအတိတ်ပဲစောင့်နေခဲ့ပါတယ်။အဲ့ဒီလိုစကားလုံးသုံးပြီးရှင်းလျှောက်ရုံသာမကဒေါက်တာအောင်ခင်စင့်ကိုညီလာခံစကျင်လို့ဆိုပြီးဖမ်းဆီးထိန်းသိမ်းလိုက်ပါတော့တယ်။ အမျိုးသားညီလာခံစတင်သူဆိုပြီးနောက်ထပ်ညီလာခံကိုယ်စားလှယ်စစ်နာဦးကိုဖမ်းဆီးအရေးယူခဲ့ပြန်ပါတယ်။ကဲအချက်၆စလုံးကိုရဖို့အတွက်အခုလိုဘလို့မယိုးမသားလှောက်ဆောင်ခဲ့တယ်ဆိုတာပေါ်လင်းနေပါပြီ။အဲ့ဒီအတွက်ဘိုခင်ညွတ်ဘလို့အကျိုးဆောင်ခဲ့တယ်လဲဆိုတာဆက်လက်လေ့လာကြည့်ရအောင်ပါ။စာရေးသူထွန်းစော်ထီး